Have you ever heard of a proverb called the emptiest vessel make the most noise? မပြည့်တဲ့အိုးပေါင်ပင်ခတ်တယ်ဆိုရဲမြန်မာစကားပုံလေးရှိရပေါ့နော်အဲ့ဒီစကားပုံကိုတချို့ရှင်းပြချင်ပါတယ် So this phrase means that people who have little knowledge or no real substance okay talk the loudest brag the most and then make the most noise okay သူက metaphor အနေနဲ့သူကပြောထားဖြစ်တယ်ခိုင်းနိုင်ထားတာပေါ့နော်အိုးထဲမှာရေမပြည့်နေလို့ရှိရင်ဘာဖြစ်လဲရေတွေကဟုတ်ရှန်တီရှန်ပြောချင်တာကတော့အတန်တွေမိရေပေါ့နော်အဲအဲ့လိုပဲအသိပညာမရှိတဲ့သူဘာမှလည်းတက်မြောက်ထားခြင်းမရှိတဲ့သူ skillful မရှိတဲ့သူကအတန်အမြင့်ဆုံးသူကပဲအတိဆုံးအတတ်ဆုံးလို့ဟန်ဆောင်လေးရှိရေ okay so in other words we can say like fools talk and wise people listen. na lo ဉာဏ်တိမ်တဲ့သူကစကားအများပြီးတော့ပညာရှိတဲ့သူကတော့နားထောင်ကြတယ်လို့ပြောကြတယ်ပေါ့နော် So example sentence တစ်ခုပြမယ် He always interrupts others and acts like he knows everything. But when you ask him for details, he has nothing to say. The MTS vessel makes the most noise. ူများစကားပြောရင်အရန်ဖြက်ပြောတယ်အဲ့လိုလူမှုရေးမရှိတဲ့သူတွေတွေ့ဘူးလားမသိဘူးစကားဖြက်ပြောတယ်ပြီးလို့ရှိရင်တို့ကပဲအရန်သိသွားအဲ့တော့ဒါဖြစ်တဲ့ညာဖြစ်တယ်ဗောနော်ပြီးလို့ရှိရင်တို့ detail mail အဲ့ဆိုဒါကဘလို့ဘလို့ရှိလဲဆိုပြီးမြဲလဲဆိုတော့ तू อ่ะအဟိုးလိုလိုဒီလိုလိုဗောနော် they just been around the bush my bit around the bush means like ဝိလေကြောင်ပတ်တယ်လို့နော်ဘာလို့လူရင်းကိုမရောက်နိုင်ဆိုအဲ့ဒီလူတွေတွေ့ဘူးလိမ့်မှာပါအဲ့တော့ အတိပညာမရှိတဲ့လူတွေကအတန်ပို့ပြီးတော့ထွက်လိမ့်ရှိပါတယ်အဲ့တော့ဒါအဲတတိထားမယ်ကိစ္စပေါ့နော်အာပြီးလို့ရှိရင်တကယ်တိတကယ်တက်တဲ့သူတွေကတက်ပြီးသွားပြီးဒီ level တစ်ခုပေါ့နော် master level တစ်ခုရောက်သွားပြီးလို့ရှိရင်သူများကိုလည်းအဲ့လိုလေအလကားနေရင်သွားပြီးတော့မတိုက်ခိုက်ဘူးမဝေဖန်ဘူးပြောရမယ်ဆိုရင်တော့အော်သူလည်းစူးစမ်းနေတဲ့အရွယ်ဖြစ်တယ်သူလည်း အဲလေးလာနေတဲ့အရွယ်ဖြစ်တယ်အဲ့တော့ငါလည်းအရင်တုန်းကဒီကာလောက်အကြော်ခဲ့တယ်အဲ့တော့ငါနားလေအဲအဲ့ဒီစိတ်သက်မျိုးရှိရပေါ့နော်ဒါပေမဲ့သွားကြည့်ကြည့်လိုက်ပါမြန်မာနိုင်ငံမှာလည်းအရင်ပေါ်ပါတယ်အခုလို့ပြောလို့အောက်မှာလည်းလာပြီးတော့မန့်ကြလိမ့်မယ်ပေါ့နော်ဒါတော့ EDM လည်းတင်ပေးရင်းနဲ့အအတိပေးခြင်းပေါ့နော် so the MTS vessels makes the most noise all right that's all for today